်မင်္ဂလာပါရှင်မန္တလေးခေတ္တကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ရှိလာတွင်အပေသူများရွေးကောက်ပွဲလုံးကြပင်းကြီးနီးဟုကုလလူခွင့်ရဲ့အကြီးအကဲမေကွန်းထုတ်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်တိုင်းပြည်သည်ဖျို့ဖျဲဖြစ်လာနေပြီး နိုင်ငံအနှံ့လေချောင်းမှပုံများအဆက်မပြတ်ကျဲချတိုက်ခိုက်နေမှုနဲ့အတူလူခွေရေးချိုးဖောက်နေမှုများမိုလိုပေါက်အောင်ဖြစ်လာနေချိန်တွင်စေအုပ်စုမှရှေးလာတွင်ရွေးကောက်ပွဲလုပ်မည်ဆိုသည့်ကိုမိမိအနေဖြင့်မြည်သူများစဉ်းစား၍မရအောင်ဖြစ်နေသည်ဟုကူလာလူအခွေရေးအကြီးအကဲဗော့ဂါထရမှတနင်္လာနေ့ကဂျနီဗာတွင်မေကွန်းထုတ်လိုက်ပါတယ်လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲလည်းမြည်သူများဖြစ်လာနိုင်စရာအကြောင်းမရှိဟုဆိုသည်စေအုပ်စုသည်ရွေးကောက်ပွဲအားအမျိုးသားရင်ကြားစစ်ရေးအတွက်အခွင့်အရေးဟုအကြောင်းပြလာခဲ့သည် သို့သောလိလဆောင်ကြည့်သူများကအုတ်ချုပ်ရေးဆက်၍တည်မြဲနေမှုကိုဖုံးကွယ်ရန်အသုံးပြုသည့်ပရိယေတစ်ခုအဖြစ်ပေးချထားကြပြီးဖြစ်သည်မြမာ၏အခြေအနေသည်မီဒီယာများ၏အာရုံစိုက်မှုကိုလုံလောက်အောင်မရဖြစ်နေပြီးလူများသည်ဒုက္ခမျိုးမျိုးခံစားနေကြရသည်ဟုဆိုသည်စေအုပ်စုသည်နိုင်ငံသားတဦးချင်းစီနှင့်အရက်ဖက်ဖွဲ့စည်းများလွတ်လပ်စွာလှုပ်ရှားဆောင်ရွက်ခွင့်ကိုလုံးဝအုပ်သုံးပိတ်ဆို့ကန့်သတ်ထားပြီး၎င်းတို့အားအတိုက်ခံပြုသူများကိုဖမ်းဆီးထားသည့်အပြင်သတင်းတောက်များကိုလည်းတပ်ဖြတ်နေကြောင်း ်ထို့ပြင်အရက်သားများအားအပြင်းထန်ပုံကျဲတိုက်ခိုက်နေကြောင်းအထူးသဖြင့်ရခိုင်ပြည်နယ်အတွင်းသိတာထင်ရှားစွာတွေ့လာရကြောင်း AFP သတင်းဌာနနှင့်အင်တာဗျူးတွင်ပြောသွားခဲ့ပါသည်ထို့သောအနေအထားတွင်လွတ်လပ်ပြီးတရားမျှတမှုရှိပါသည်ဟုမျိုးသူကများပြောနိုင်ပေအောင်မည်နိုင်ငံ၏အစိပ်ပိုင်းတော်တော်များများသည့်လေဒီသူများထိန်ချုပ်နိုင်စွာမရှိဖြစ်နေသည်စစ်တပ်သည်ပြည်ပခါဤကြံရပါဖြစ်နေပြီးလူလူကိုနှစ်ပေါင်းများစွာကြာအောင်ဖိနှိပ်လာခဲ့သောအဖွဲ့အစည်းလေဖြစ်သည်ဟုဆိုသည် တိုးတက်သောအသံမြမလူခွင့်ရေးအဖွဲ့ကိုတီထောင်သူဒေါခင်အုံမာကလွတ်လပ်ပြီးတရားမျှတပြီးယုံကြည်ထိုက်ဖို့နေနေတတ်တာရွှေကောက်ပွဲဟုပင်အမည်တက်၍မခေါ်ထိုက်ဟု DVB စောင်းပါတွင်ရေးသားထားသည်စောမဲလုံးကမိမိတို့ရွေးကောက်ပွဲအားမိဖက်နိုင်ငံများနှင့်မြန်မာပြည်သူများအတိမတ်ပြုလျင်လုံလောက်ပြီဟုထုတ်ပြောလာရသည့်အဖြစ်ရှောက်လာခဲ့သည်မိဖက်နိုင်ငံများဆိုသည်ကလည်းအလုံးသိနေသည့်အတိုင်းလက်ငါးချောင်းပင်မပြေထိုလက်ငါးချောင်းမပြေသောနိုင်ငံများဆိုသည်ကလည်းကမ္ဘာလေတွင်ဂုံတိုက်ခါရှိရှိရက်တည်နေသည့်နိုင်ငံတစ်ခုတလီများပင်မပောင် ညတွန်းတွန်းလာသည့်အနေဖြင့်ဂီတအနုပညာရှင်များအလုံးကိုအတေးအကျက်ဆိုင်းပုံများကင်ပြီးဝါရဖြန့်ခိုင်းနေသည်မှလည်းမြင်မကောင်းအောင်တွေ့လာနေရသည်။၎င်းတို့ဝါရဖြန့်ရုပ်ရှင်တိုးလေးတွင်ပါဝင်သူများအားလူထုကဝိုင်းဝန်းသဘိမ့်မှောက်နေကြသည့်အဖြစ်ကိုတွေ့လာရ၍ရွှေကောက်ပွဲဆိုသည့်တက်တော်ဝင်အခမ်းအနားအောင်မြင်နိုင်ပါမလားဟုတန်တရားရှိလာနေကြသည်ကိုခံမှန်း၍ရှာနေသည်။၎င်းတို့၏လုပ်ရမြအောင်ဝေဖန်ထောက်ပြပြောဆိုနိုင်သည့်ပါတီများတစ်ခုတလေများပါခွင့်မပြုပေမြန်အောင်လိုက်စိတ်ကူးပေါ်သည်များဥပဒေများကိုခလုံးနှိတ်အတီးပြုပေးရန်သာ ခေါ်ယူမည်လွတ်တော်ဆိုသည့်ကြီးတွင်ဝန်ထိုင်သည့်အစိုးစု၏အစိတ်သားအရေးအတွက်ပင်မင်းဲရှာရတော်မည်ဖြစ်သည်ထိုစရင်တဲပါဖို့စေရရှိများအပြိုင်အဆိုင်လက်ထိုးကြမည်မှာလည်းအေကံမလွဲပင်ဖြစ်သည်2020ရွေးကောက်ပွဲအပြီးမရှိမလားအရေးနေသွား၍နိုင်ငံတော်အာဏာကိုအကြမ်းဖက်ရယူရမည်ဟုသောအသံများထွက်လာချိန်တွင်ယခုအခါထောက်နှမ်းဆန်ရသောပြန်ဝင်ဟောင်းဥယျာထုတ်ကယခုလိုသတိပေးခဲ့မှုပါသည် တကယ်လို့အငင်းပွားမှုတွေကမဲဆန္ဒနဲ့အနည်းငယ်လောက်မှသာ ဖြစ်တယ်ဖြစ်စဉ်တွေကလည်းရွေးကောက်ပွဲရလက်ကြီးတစ်ခုလုံးကိုပြန်ပြောင်းလှန်နိုင်တဲ့အထိပမာဏမများဘူးဆိုရင်မဲဆန္ဒနဲ့တစ်ခုချင်းအလိုက်ပဲရွေးကောက်ပွဲဥပဒေနဲ့အညီကန့်ကွက်တင်နေတစိတ်တရိတာဖြစ်စဉ်တွေကိုအလုံးစုံဖြစ်စဉ်လို့ယူဆပြီးထုတ်ပြန်ဆောင်ရွက်နေခြင်းလူထုကအရှုံးကိုလက်မခံနိုင်တဲ့ပါတီကန့်လန့်တိုက်တဲ့ပါတီလို့မြင်သွားနိုင်တယ်အဲ့ဒါဆိုရင်မဲရှုံးတယ်လို့နိုင်ငံရေးသိက္ခာလဲရှုံးလိမ့်မယ်ဟူ၍ဖော်ပြထားပါတယ် ဥယဲထွတ်သည့်စစ်ဘက်အရာရှိဟောင်းကြီးများသာပါဝင်နေသည့်ကျန်းဖို့ပါတီလူလူတရွေးကွက်ပလက်မျောတော်မီအဖြစ်ကိုမြင်လာ၍စိုးရိမ်တကြီးပြောခဲ့ခြင်းမျိုးသာဖြစ်ပေသည်ဆက်လက်ပြီးမြမရေးအတိမတ်ပြုမှုနိုင်ငံသားတွေစီကစစ်ကော်မရှင်မျှော်လင့်နေဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်လာမယ့်နှစ်ကုန်ပိုင်းနဲ့နောက်နှစ်ဆန်းပိုင်းအတွင်းပြုလုပ်မယ့်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲနဲ့ပတ်သက်ပြီးမြမရေးကိုမဲပေးပိုင်ခွင့်ရှိတဲ့နိုင်ငံသားတွေစီကအတိမတ်ပြုဆုံးဖြတ်မှုကိုစစ်ကော်မရှင်ကမျှော်လင့်နေပါတယ် တို့ကျင်းပမဲ့ရွေးကောက်ပွဲကိုမိဖတ်နိုင်ငံတချို့ကလွှဲရင်ကုလသမဂ္ဂနဲ့ EU အပါအဝင်နိုင်ငံတကာကထောက်ခံမှုမရှိတဲ့အပေါ်စစ်ကော်မရှင်ပြောခွင့်ရဖို့ချုပ်စော်မင်းထွန်းကပြည်သူတွေကိုအတိပေးချက်ဆိုပြီးနိုဝင်ဘာ၁၀ရက်နေ့မှာနိုင်ငံပိုင်ဝါဒဖြန့်ရုပ်သံမီဒီယာတွေကနေအတိပေးလာတာပါ။တိုင်းတစ်ပါးနိုင်ငံတွေရဲ့ဩစာအာဏာနဲ့ဘလို့ဝင်ရောက်ဆွတ်ဖတ်မှုကိုမှမြန်မာနိုင်ငံရဲ့ရွေးကောက်ပွဲဖျက်ပြအောင်ပြောင်းလဲအောင်လုပ်လို့မရပဲမြမအရေးကိုနိုင်ငံသားတွေကပဲအတိအမှတ်ပြုဆုံးဖြတ်ရင်လုံလောက်နေပြီလို့ဆိုပါတယ်။ မြန်မာနိုင်ငံသားတွေရဲ့အနာဂတ်ကိုနိုင်ငံသားတွေကပဲဖန်တီးနိုင်ခွင့်ရှိတဲ့အတွက်မြန်မာအရေးကိုရွေးကောက်ပွဲမဲပေးတဲ့နိုင်ငံသားတွေကပဲအတိအမှတ်ပြုဆုံးဖြတ်ရမယ်လို့ပြောပေမယ့်ပြည်သူတွေကတော့အယုံကြည်မရှိဘူးလို့ပြောဆိုနေကြပါတယ်။မွန်ဒေတာကန်ပြည်သူတအူးကဒီရွေးကောက်ပွဲဟာလွတ်လပ်တရားမျှတတယ်လို့မမြင်တယ်လို့ကိုစလေလောင်းတွေကလည်းဘာမှရရဲဝံ့မပြောဆိုရဲဘူးလို့သတင်းဌာနကပြောပါတယ်။လက်ရှိမြန်မာနိုင်ငံသားတွေအနေနဲ့အကြောက်တရားကိုရှေ့တန်းတင်တဲ့ထောက်ခံမှုပဲရနိုင်တာပေါ့။တော်တော်များများကတော့ဒီရွေးကောက်ပွဲကလွတ်လပ်ပြီးတရားမျှတတယ်လို့မမြင်တဲ့အတွက် တိတ်ပြီးတော့ထောက်ခံတာတွေမရှိဘူးပေါ့မျှတမှုမရှိတဲ့ပုံစံမျိုးတွေဖြစ်နေတယ်နောက်လက်ရှိကိုစလဲလောင်းတွေကိုတိုင်ကလည်းရရဲ့ဝန်ဘာမှပြောဆိုလာတာမတွေ့ဘူးပြောလည်းမပြောရဲဘူးသူတို့ကိုတိုင်ကလည်းရွေးကောက်ပွဲဆိုင်ရာနှောက်ယှက်တဲ့ဥပဒေနဲ့တရားစွဲခံရမှဆိုတဲ့အတွက်အချို့ဟာတွေဆိုချင်း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 နဲ့ပြောနေရတဲ့အနေအထားဖြစ်တဲ့အတွက်ကျွန်တော်အမြင်တော့လက်ရှိဒီရွေးကောက်ပွဲကတော့ပြည်သူတွေကတခဲနဲ့ထောက်ခံအားပေးတဲ့ရွေးကောက်ပွဲတော့မဖြစ်နိုင်ဘူးလို့ဆိုပါတယ်2020ပြည့်နှစ်အထွေထွေရွေးကောက်ပွဲမှာ မေမတမမှုအကြောင်းပြချက်နဲ့စစ်တပ်ကနိုင်ငံအာဏာအရရက်ကိုသိမ်းယူကာအရေးပေါ်အခြေအနေအဖြစ်တနည်းကြီးညာခဲ့ပြီးနောက်ပိုင်းမှာတော့6လတက်တန်းကို9ချိန်အထိတိုးယူခဲ့တာပါပြီးခဲ့တဲ့ဇူလိုင်31ရက်နေ့မှာခေါ်ယူခဲ့တဲ့အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီအစည်းအဝေးကနေနိုင်ငံတော်ကိုအရေးပေါ်အခြေအနေအဖြစ်ကြီးညာထားမှုကိုပြန်လည်ရုပ်သိမ်းခဲ့တယ်လို့စစ်ကောင်စီကလည်းဖြတ်သိမ်းခဲ့ပါတယ်ဒါပေမဲ့စစ်ကောင်ဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကိုယ်တိုင်ယာယီသမရယာရုနဲ့အာဏာအရရက်ကိုအမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီထံ ပြန်လည်လွှတ်အပ်ပြီးရွေးကောက်ပွဲကျင်းပဖို့စစ်ကော်မရှင်ကိုအသွင်ပြောင်းဖွဲ့စည်းခဲ့ပါတယ်။ဂျာဖြတ်အစိုးရတရက်အဖြစ်ဖွဲ့စည်းခဲ့တဲ့စစ်ကော်မရှင်ဟာအခုအချိန်မှာမြန်မာနိုင်ငံအတွင်လွတ်လပ်ပြီးတရားမျှတတဲ့အထွေထွေရွေးကောက်ပွဲကိုဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီကျင်းပသွားမယ်လို့အတန်ကောင်းဟစ်ပြီးကြုံဝါနေတာပါ။တာပြင်ရွေးကောက်ပွဲဟာပြည်သူအတန်ကိုနားထောင်ပြည်သူတွေရဲ့ကောင်းကျိုးဆန္ဒကိုဖြည့်ဆည်းပေးနိုင်တဲ့အញ្ញံဆုံးရန်နရာစနစ်တစ်ခုဖြစ်လို့မဲပေးပိုင်권ရှိတဲ့နိုင်ငံသားတိုင်းမဲပေးကြဖို့စစ်ကော်မရှင်ပြောရေးဆိုခွင့်ရှိသူကတိုက်တွန်းထားပါသေးတယ်။ မွန်ဒီတာကန်ပြည်သူတအူးကတော့ရွေးကောက်ပွဲကိုဘယ်နည်းနဲ့ဖြစ်ဖြစ်ဘလောက်ပဲတေချာအောင်လုပ်တယ်ပြောပြောချုံကြည့်မှုမရှိသလိုစိတ်ဝင်စားမှုမရှိဘူးလို့သတင်းဌာနကပြောပါတယ်။ပြည်သူတွေကဒီရွေးကောက်ပွဲကိုဘလို့နည်းနဲ့မှဖြစ်ဖြစ်သူတို့ဘလောက်ပဲမှန်နေပြောပြောဘလောက်ပဲတေတေချာချာလုပ်ပါတယ်ပြောပြောရလက်ကချုံကြည့်မှုရှိမှာမဟုတ်ဘူး။နောက်တစ်ခုကရွေးကောက်ပွဲအပေါ်စိတ်ဝင်စားမှုမရှိတာဘာဖြစ်လို့လဲဆိုတော့အမှန်တကယ်ဆိုကျွန်တော်တို့နိုင်ငံရဲ့အုပ်ချုပ်မဲ့အစိုးရကိုကျွန်တော်တို့ပြည်သူတွေကနေရွေးချယ်ရတာဒီမိုကရေစီရဲ့စံချိန်စံနှုန်းတဲ့သဘောတရားပဲ။ ဒါပေမဲ့မြန်မာမှာကြတော့အဲ့ဒီလိုမဟုတ်သေးဘူးဖြစ်နေတာပေါ့လို့ဆိုပါတယ်မြန်မာနိုင်ငံမှာတကြော့ပြန်စစ်အာဏာသိမ်းမှုကြောင့်တိုင်းဒေသလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့တော်လှန်ရေးအင်အားစုတွေကစစ်အာဏာရှင်စနစ်ကိုအမြင့်ပြတ်ချေမှုန်းဖို့စစ်တပ်နဲ့တိုက်ပွဲတွေဖြစ်ပွားနေတာငါးနှစ်ဒီပါရှိလာနေပါပြီဒီခြေတင်မှာစစ်တပ်ဘက်ကလက်လွတ်ထားရတဲ့နေမီအများအပြားရှိခဲ့ပေမဲ့အသက်သွင်းခဲ့တဲ့ပြည်သူစစ်မှုထမ်းဥပဒေကနေတောင်းချီရရှိလာတဲ့တပ်အင်အားကိုအုံချကာလက်ရှိမှာနေမီအချို့ကိုပြန်လည်ထိန်းချုပ်လာနိုင်ခဲ့ပါတယ် တစ်ဖက်မှာမြောက်ပိုင်းတိုင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေတဲကကိုခန့်တန် MNDAA နဲ့တအောင်တက် TNLA တို့ကလည်းတရုတ်အစိုးရရဲ့ဖိအားပေးမှုနဲ့အတူလေကြောင်းဖုံးကျဲတိုက်ခိုက်မှုတံတွေကြောင့်စစ်တပ်နဲ့အပြစ်ရဆဲဖို့သဘောတူထားကြတာပါဒါပေမဲ့ဂျန်နဲ့တိုင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့မြေဦးတော်လန်ရေးကနေပောက်ဖွာလာတဲ့ပြည်သူ့ကောက်ွယ်ရေးတပ်မတော် PDF အပါအဝင်ဒေသနဲ့လူမျိုးအခြေပြုလက်နက်ကိုင်အဖွဲ့တွေကတော့ဆက်လက်တိုက်ပွဲဝင်နေကြပါတယ် ဒါကြောင့်စစ်ကော်မရှင်ကရွေးကောက်ပွဲကိုအပိုင်း၃ပိုင်းခွဲပြီးအပိုင်း၁ကိုလာမယ့်ဒီဇင်ဘာ၂၈ရက်နေ့မှာတရား၂မြို့နယ်နဲ့အပိုင်း၁ကိုနောက်နှစ်ဇန်နဝါရီ၁၇ရက်နေ့မှာတရားမြို့နယ်ပြုလုပ်သွားဖို့အစီအစဉ်ထားတာပါအပိုင်း၃ကိုတော့အပိုင်း၂ပိုင်းကျင်းပပြီးနှစ်ပတ်ကြာမှဆက်လုပ်သွားမယ်လို့စစ်ကော်မရှင်ကနေသိရပါတယ်ကုလသမဂ္ဂလူ့ခွင့်ရေးဆိုင်ရာမဟာမင်းကြီးဖော့ကာထရပ်စ်ကတော့မြန်မာနိုင်ငံမှာပုံကျဲတိုက်ခိုက်မှုတွေနဲ့လူ့ခွင့်ရေးချိုးဖောက်မှုတွေကြဲကြဲပြန့်ပြန့်ဖြစ်ပွားနေချိန်မှာလွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲကျင်းပနိုင်မှာမဟုတ်ဘူးလို့ နိုဝင်ဘာ10ရက်နေ့မှာပြောကြားထားတာပါမြန်မာနိုင်ငံရဲ့ရွေးကောက်ပွဲအပေါ်ကွဲပြားခြားနားတဲ့နိုင်ငံတကာတုံ့ပြန်မှုတွေရှိနေပေမဲ့မိဖက်နိုင်ငံတွေရဲ့ထောက်ခံမှုကတော့အခိုင်အမာရရှိထားပြီးဖြစ်တယ်လို့စစ်ကော်မရှင်ပြောခွင့်ရဘိုးချုပ်စော်မင်းထွန်းကဆိုပါတယ်ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေကိုလိပ်ပြလုံလုံလှုပ်ဆောင်ထားတဲ့အတွက်မြန်မာနိုင်ငံရဲ့မိဖက်နိုင်ငံတွေနိုင်ငံတကာအဖွဲ့အစည်းတွေနဲ့တခြားနိုင်ငံတွေကိုပါဖွင့်လင်းမြင်သားတဲ့လုပ်ငန်းစဉ်တွေကိုလာရောက်ကြည့်ရှုလေ့လာဖို့ဖိတ်ခေါ်ထားတာပါ လက်ရှိမှာလည်းရွေးကောက်ပွဲနဲ့ပတ်သက်ပြီးပြည်ရင်းကသရုပ်ဆောင်တွေနဲ့အဆိုတော်တွေကိုဒီမိုကရေစီခိုင်မြဲဖို့မေးယုံသွားပြီးမဲပေးဆုံးရွေးကောက်ပွဲမှသည်ဖိုမိုကောင်းမွန်သောအနာဂတ်စီတို့စားတဲ့ကြွေးကြော်တန်းတွေနဲ့ဝါဒဖြန့်စည်းရုံးလှုပ်ဆောင်ခိုင်းတဲ့အစီအစဉ်တွေကိုစစ်ကော်မရှင်ကစတင်လှုပ်ဆောင်လာနေပါပြီ။ပြည်သူတအူးကတော့အာနာသိန်းအဖွဲ့ကနေလှုပ်ပေးမဲ့ရွှေကောက်ပွဲကိုအယုံကြည်မရှိသလိုပြည်သူတွေရဲ့အခွင့်အရေးကိုလှုပ်ဆောင်ပေးပါမယ်လို့ပြောနေသူတွေကိုလည်းမယုံကြည်တဲ့အတွက်အလိမ်ညာဇလန်တစ်ခုပဲလို့မှတ်ချက်ပြုပါရစေ။ အာနာသိမ်းထားပြီးတော့အကြံဖတ်နေတဲ့စစ်ကောင်စီစကမကနေပြီးတော့ဒီလိုမျိုးရွေးကောက်ပွဲလုပ်ပေးတယ်ဆိုတာကဘလို့မှမဖြစ်နိုင်တဲ့ဟာကြီးကိုလုပ်တယ်လို့ဖြစ်နေတယ်လေအဲ့ဒါကြောင့်မလို့နံပါတ်1ယုံကြည်မှုမရှိဘူးနံပါတ်2ကျတော့ကိုယ့်အခွင့်အရေးကိုလုပ်ပေးပါမယ်လို့ပြောတဲ့ကောင်ကိုလည်းယုံကြည်မှုမရှိဘူးရွေးကောက်ပွဲကိုလည်းအယုံကြည်မရှိဘူးရွေးကောက်ပွဲလုပ်ပေးတဲ့အစိုးရကိုလည်းအယုံကြည်မရှိဘူးအဓိကကတော့ရွေးကောက်ပွဲဆိုတာယုံကြည်မှုကြောင့်ဖြစ်လာတယ်လို့ကျွန်တော်ယူဆတယ်အဲ့ဒီတော့ယုံကြည်မှုမရှိတဲ့ရွေးကောက်ပွဲတစ်ခုဟာ ဒါတက်တက် line story တခုပဲလို့ကျွန်တော်ထင်ပါတယ်ခင်ဗျလို့ဆိုပါတယ်။လွန်ခဲ့တဲ့နှစ်ပတ်ကျော်အတွင်းပြည်သူ့လှုပ်ရှားမှုပလက်ဖောင်းရဲ့လွတ်လပ်တဲ့သုတေသနအဖွဲ့ကနေခောက်ယူခဲ့တဲ့စစ်တမ်းတွေအရာစစ်ကော်မရှင်ဦးဆောင်ကျင်းပမဲ့အထွေထွေရွေးကောက်ပွဲကိုမယုံကြည်သူ68ရာခိုင်နှုန်းရှိနေတယ်လို့ဖော်ပြထားတာပါ။စီအနာရှင်စနစ်ကိုနှီးမျိုးစုံနဲ့စန့်ကျင်နေကြတဲ့တော်လန်ရေးအင်အားစုတွေကတော့2008ဖွဲ့စည်းပုံအခြေခံဥပဒေအောက်ကနေကျင်းပမဲ့ရွေးကောက်ပွဲဟာအနာရှင်စနစ်ကိုတတ်ဆိုးရှိအောင်လုပ်ပေးတဲ့အတူအယောင်ရွေးကောက်ပွဲအဖြစ်သတ်မှတ်ထားကြပါတယ်။မွန်ခမာအုပ်စုဝင် ဝတ်တအောင်နဲ့မိုးလူငယ်တွေကလည်းစစ်ကောမရှင်ကျင်းပမဲ့ရွေးကောက်ပွဲဟာနိုင်ငံတော်ဝန်ပြည်သူတွေလှူလာတောင်းတတဲ့ဖက်ထရီပြည်တော်စုတိဆောက်ရည်နဲ့လုံးဝဆန့်ကျင်နေတယ်လို့သဘောထားထုတ်ပြန်ကန့်ကွက်ထားပါတယ်။